ီနေ့ဗီဒီယိုကိုကြည့်ပြီးသွားတဲ့အခါကျရင်ပါရမီဆိုတာဘာလဲပါရမီ7ဘာဆိုတာလဲဆိုတာကိုအင်္ဂလိပ်လိုမျိုးပြောနိုင်တော့မှာဖြစ်ပါတယ်။အရင်ဆုံးပထမဆုံးမေးခွန်း what does parami mean ပါရမီဆိုတာဘာကိုဆိုလိုပါတယ်လေတဲ့။အဲ့တော့ parami mean going beyond တဲ့။ပထမတစ်ချက် going beyond going ဆိုတာသွားရယ် beyond ဆိုတာကျော်လွန်တာ။ကျော်လွန်ပြီးတော့သွားတယ်။ကျော်လွန်ဆိုတာတာမန်ထက် true ကဲကျော်လွန်ပြီးတော့သွားခြင်းကိုဆိုလိုပါတယ်တဲ့။ဒီမှာရှိတဲ့ဒီပါရမီဒီမှာ7ဘာရှိလိမ့်မယ်ပေါ့နော်။အဲ့ဒီ challenge တွေကို တာမန်လိုလှုပ်ဆင်ထက်မဟုတ်ဖက်နဲ့ပြီးပြည့်စုံအောင်တာမန်ထက်ကျော်လွန်ပြီးတော့လှုပ်ဆောင်ခြင်းကိုပါရမီလို့ခေါ်ရတဲ့ကိုရင်ပြီဒါမှမဟုတ်လည်း reaching perfection perfect ဆိုတာပြီးပြည့်စုံသော perfection ပြီးပြည့်စုံမှုပြီးပြည့်စုံမှုကို reaching ရောက်ရှိရောက်ရှိသွားခြင်းပါတဲ့နောက်ခါကျ referring to ရည်ညွှန်းခြင်းလည်းဖြစ်တယ်ဘာလို့ရည်ညွှန်းခြင်းလဲ the qualities quality ဆိုတာအရေးအသွေးတွေ of ဆိုတာဤဘာကြီးအရေးအသွေးလဲ body status body status ဆိုတာပါလဲဆိုလို့ရှိရင် body တတ္တပေါ့ဒီဖျားဖြစ်ဖို့အတွက်ဒီဆန္ဒရှိတဲ့ဖျားစုပန်တဲ့သူတွေရဲ့ဖြည့်စွာရမယ့် quality အခြေအသွေးတွေအခြေအချင်းတွေပဲဖြစ်ပါလေတဲ့အဲ့ဒါတွေဘာလို့ခေါ်လဲဆိုရင် parameter လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ parameter mean going beyond reaching perfection referring to the quality or body status now question number 2ကတော့ what are the 10 perfection perfection ပြည့်စုံမှုဆိုတာ parameter ရည်ညွှန်းတာပါ10ပါ10 perfection ဆိုတာ what ဘာတွေဖြစ်ကြပါတလဲတဲ့အဲ့တော့ the 10 perfections are တာလမီ7ပါအာဖြစ်ကြပါတယ်နောက်တစ်ခုက charity charity ဆိုစွန်ကြဲပေးကမ်းမှုဆိုတော့ဒါဒါနာပါရမီကိုဒီလိုလေးပြောရပါတယ်နောက် morality morality ဆိုစာရိတကောင်းမှုမှုဆိုတော့ဒါတီလပါရမီကိုပြောတာဖြစ်ပါတယ်နောက် renunciation renunciation ဆိုတာအင်္ဂလိပ်လိုတိုက်ရိုက်ပါတာပြန်စွန့်လွတ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ပါရမီစမမဆိုရင်တော့နိခမပါရမီလို့ပြောတာဖြစ်ပါတယ် wisdom ဆိုတာဉာဏ်ပညာလို့ခေါ်ပါတယ်အဲ့တော့ပညာပါရမီ energy ဆိုတာစွမ်းအင်နေခွန်အားတတ္တိတွေဆိုတော့ဝရိယပါရမီနောက် patience စိတ်ရှည်မှုသီးခံနိုင်မှုဆိုတော့ဒါဘာမှပါဝါလဲဆိုတာခန္ဒီပါရမီနောက် truthfulness ဆိုတော့အမှန်တရားအမှန်တရားဒီဒီပါဠိမှာဆိုတစ္ဆာလို့ခေါ်ရဲဆိုတော့တစ္ဆာပါရမီနောက် determination ဆိုတာစိတ်ပိုင်းဖြတ်ထားခြင်းစိတ်ဓာတ်ခိုင်မာခြင်းဆိုတဲ့ပဲထွက်တယ်အဲ့တော့ဒီဆယ်တစ်ပါးမှာဆိုရင်တော့ဒါအဋ္ဌဌံပါရမီလို့ခေါ်ပြီးတော့ loving kindness ချစ်ခြင်းရဲ့ကျင်နာမှုရဲ့ဆိုတာကြတော့မေတ္တာပါရမီနောက် equanimity ် equanimity ဆိုတာစိတ်မတုံ့လှုပ်ခြင်းစိတ်တည်ငြိမ်နေခြင်းအဲ့လိုအဓိပ္ပာယ်မျိုးထွက်တယ်အင်္ဂလိပ်လိုဘာသာပြန်ရင်တော့ဒါကတော့ဘာဝီညွှန်းတာလဲဆိုရင်ဥပိ္ပခါပါရမီကိုညွှန်းတာဖြစ်ပါတယ်ဒါတော့ပါရမီ10ပါပဲဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်ပြောမယ် charity ဒါဆိုရင်စွန့်ကြဲပေးကမှုဒါနပါရမီ morality စာရိတ်တောက်ညွှန်းတော့သီလပါရမီ renunciation စွန့်လွှတ်ခြင်းကိုပြောရဆိုတော့ဒါ nekma ပါရမီ wisdom ဒါကကြတော့ပညာဉာဏ်ကိုပြောတာဆိုတော့ပညာပါရမီ energy ဆိုတော့ဝရိယပါရမီ patient စိတ်ရှည်မှုသိခံနိုင်မှုဆိုတော့ဒါကခန္ဓာပါရမီ truthfulness အဲ truthfulness ကကျတော့အမှန်တရားဆိုတာသစ္စာပါရမီ determination စိတ်ပိုင်းဖြတ်ထားတယ်ဆိုတော့ဒါအဋ္ဌိထံပါရမီ loving kindness ကကျတော့မေတ္တာပါရမီ equanimity ဒါဥပိ္ပခာပါရမီဆိုရဲပါရမီ၁၀ပါးဖြစ်ကြပါတယ်တဲ့ရက်ဆက်ကြည့်မယ် why are the 10 perfection important the 10 perfection ဒီပါရမီ၁၀ပါးဆိုရင်လည်း why ဘာကြောင့်မို့လို့ important mm hmm. အရေးကြီးတာလေဒါတွေဘာလို့ဘာကြောင့်ဖြည့်ရတာလဲထပ်ခါတလဲဒါတွေဖြည့်ရမှာလဲဆိုတော့ပြောတာဒီအဲ့၎င်းတို့ကဆိုရင် essential အရန်ကိုအရေးကြီးပါတယ် important နဲ့ essential ကပို့ပြီးတော့လေးလက်တယ်မရှိမဖြစ်အရေးကြီးတယ်ဘာအတွက်အရေးကြီးရလဲသူတို့ဘယ်အခါမှလိုရလဲ achieving enlightenment enlightenment ဆိုတာဉာဏ်အလင်းရရှိခြင်းပေါ့နော်ဉာဏ်တော်တွေရရှိတော်တယ်ဆိုတော့ enlightenment လို့ခေါ်တယ်ဒါဉာဏ်တော်ဆိုတော့ enlightenment လို့ဆိုတော့သုံးရတယ် ပါဠိစကားလုံးညံတော်ကိုအင်္ဂလိပ်လို့ဆို enlightenment လို့တောင်းရတာဖြစ်တယ်ဒီလိုညံတော်တွေ achieving ရရှိခြင်းဒါဆိုရင်ဒီဗုဒ္ဓဖြစ်ဖို့ဒီစုပန်တဲ့သူတွေဆိုရင်ဒါညံတော်ရရှိရတော့မှာဖြစ်တယ်အဲ့လိုရရှိဖို့အတွက်ဒီ၁၀ခုကိုဖြစ်ရမှာဖြစ်တယ်ပေါ့ achieving ရရှိခြင်းအတွက်ဖြစ်ရမှာဖြစ်တယ်အဲ့လောက်ကြီးစုမပန်တဲ့သူတွေဆိုရင်လည်းဘာလို့ရသွားမလဲဆိုရင် self improvement self improvement ဆိုတာကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေမှာဖြစ်သွားလဲ improvement တိုးတက်သွားမှာဖြစ်ပါတယ်ဒါဒီ၁၀ခုကဆိုရင်တာမန်လူတွေလည်းဖြည့်ဆွတ်လို့ရတယ်ဒါက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သေးကိုမြင့်တင်ခြင်းအားဖြင့်လည်းမြင့်တင်ဖို့တလည်းဒီဟာဆယ်ခုအားလိုအပ်ပါတယ် enlightenment အထိရအောင်လုပ်မယ်ဆိုရင်ဒါလိုအပ်လေအဲ့ဒါမရဘူးဆိုရင်တော့မှလည်းဒါတွေဖြည့်ဆွမ်းမယ်ဆိုရင်တော့ self improvement ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သေးတွေတိုးတက်သွားမှာဖြစ်ပါရဲ့ဒါဆိုရင်ဒီနေ့မှာ paradigm ပတ်သက်ပြီးတော့ vocabulary သင်ပေးခဲ့ပြီးဖြစ်ရပါတယ်သိချာကြည့်ရမယ်မှတ်ကမယ်ခက်ခဲတယ်ဆိုတာကိုလက်ခံရမယ်ခက်ခဲပြီမှလည်းကြက်လိုက်မယ်မှတ်လိုက်မယ်ကျန်သုံးချမယ်ဆိုရင်တော့အစရလက်နိုင်ဒီ vocabulary ကိုလည်း laptop ပေါ်မှာလောက်ချလိုက်မှာပဲဖြစ်ပါရဲ့ Today, we are going to learn the Pali word Parami. What is Parami and what are time perfection? Let's study that today. The first one, what does Parami mean? Parami means going beyond. Going beyond more than ordinary. Origin reaching perfection, referring to the qualities. Qualities of who? Quality or bodhisattva. Bodhisattva means those who wish to become Buddhas. So what are the time perfection? Time perfection means time Parami. So the ten by fishing, the ten by are charity. Charity means helping others or giving to others. Morality means doing the right things. Renunciation. Renunciation means letting go of desires. Wisdom. Wisdom means understanding the truth. Energy means never giving up. Patience. Patience means staying calm. Truthfulness. Truthfulness means always being honest. Determination. Determination means being strong in purpose loving kindness. Loving kindness means wishing others well and equanimity. Equanimity means staying balanced or peaceful. So if someone practice wisdom, patience, and loving kindness every day, they are building parami. Why are the ten perfections important? They are essential for achieving enlightenment and self-improvement. So if we practice these parami in our daily life, we'll be wiser, kinder, and more peaceful.